အင်းမဟိုတကယ်တမ်းဆိုလို့ရှိရင်တော့လေဒါဟိုပေါ့ဒီဇိုက်ကူးရရဲ့လှဲ့ခွက်ပေါ့တကယ်တမ်းတော့နင်းနာစီခြင်းနဲ့စိတ်မောပေါ့ဇိုက်ကူးရရဲ့လှဲ့ခွက်ကြောင့်အာဒီလိုမျိုး comment လုပ်ရတယ်ပြောရတယ်ဆိုရတယ်ပေါ့လေဒါပေမဲ့အမုန်းခံပြီးပြောရတယ်ဆိုရတယ်ဆိုတော့အမုန်းခံတဲ့သူတွေရှိပြောတဲ့ပြောလို့သူတို့ဘက်ကနေပြီးတော့ပြင်ဆင်တာတွေစူးစမ်းအထောက်တာတွေလုပ်လာတဲ့အတွက်သူတို့အတွက် နောက်ဆုံးမှာထိုက်တန်တဲ့စုတစုရလာတာပေါ့လေဆိုတော့ဒါကလည်းဟိုပေါ့မာကြီးတို့ဒီမြမစကားပေါင်းတစ်ခုလို့ပေါ့အိုးကောင်းတစ်ခုရကြင်နာနာရိုက်ရတယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်အဲ့သဘောပါပဲဟုတ်တကယ်တမ်းကျတော့မာကြီးတို့ဒီ Henry ဆိုတဲ့ပြင်သစ်လူမျိုးကနေတော့ manage လုပ်တာပေါ့မာကြီးတို့ဒီ dyne ကိုသူက manage လုပ်တယ်သူက reality show ဖြစ်တဲ့အတွက်ဩဥမာ comment တစ်ခုပေါ့ကိုမကြိုက်တဲ့ comment တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လေဒီလူကို ဘလို့ခေါ့နင်းနင်းနန်နာပြောစီခြင်းလေဓမ္မကြီးတို့ကငကိုရဲလူတူဦးတယောက်ကိုအဲ့လိုပြောတတ်တဲ့လူမဟုတ်တဲ့ခါကျတော့ဓမ္မကြီးတို့အနေနဲ့ဟိုအဲ့လိုပြောဖို့အမှန်တိုင်းပြောရင်အားမရှိပေါ့ပြောခိုင်းတာပေါ့ဒါပေမဲ့ဓမ္မကြီးတို့မပြောခဲ့ပါဘူးမပြောခဲ့ပါဘူးဆိုတော့ဟိုမချိုက်တာတော့ထောက်ပြတယ်သို့တော်ဓမ္မကြီးတို့ဟိုပါပေါ့နင်းနင်းနန်နာတော့မပြောခဲ့ပါဟုတ် ခင်မင်းရင်းနေရတဲ့မိတ်ဆွေတွေကိုသားသမီးတွေပါနေတော့လာရောက်ဝင်ရံပေးတာပါမိုင်းအားနေရင်တော့အော်ခီးလည်းမသွားဖြစ်ဘူးဆိုရင်တော့လေမိုင်းတက်ပေးဖြစ်ပါတယ်အာဘာဖြစ်လဲဆိုတော့ဟိုခင်မင်းမှုအရာတို့ကိုလာစေခြင်းလို့ဖိတ်တာတို့မိုင်းဟိုနားလဲပါတယ်အဲ့တော့ဟိုလာစေခြင်းတဲ့အတွက်ဟိုဖိတ်တာဖြစ်တဲ့အတွက်မိုင်းကလည်းအော် ဖိတ်တဲ့သူကိုပြန်ပြီးတော့လေးစားတဲ့အနေနဲ့ MIT ပွဲလေးကိုတက်ပေးရတာပေါ့နော်ဟုတ်ဟုတ်တစ်ခါခါကြားရင်လေကိုကဟဲ့ရုပ်ရှင်စီရောဥက္ကဋ္ဌငါလည်းမဟုတ်ဘူးလို့ငါပွဲတွေတိတ်ဖိတ်ခံရပဲအဲ့လိုတော့တွေးမိတယ်ဘာကြောင့်ဆိုတော့ပွဲတင်တဲ့ရုပ်ရှင်တင်တဲ့ဟိုကားတိုင်းဖိတ်နေတော့လေအဲ့လိုမျိုးပေါ့နော်ဟိုဘာပဲဖြစ်ဖြစ်အသိမှပြုတ်ပြီးဖိတ်ပြတာလေကျေးဇူးတင်ပါတယ်ဟုတ်အေးမိုင်းဟိုကပေါ့တကြမတိုင်ငယ်ရိုက်ထားတဲ့ဇကားလေးကတော့ရုံတင်မယ်တော့ပြောတယ်ဒါပေမဲ့ဒီနှစ်ထက်မှတော့မဟုတ်တော့ဘူး ဟောကိုစောအာယုံကပြောတာတော့ဒီ January ထဲမှာတော့တင်မယ်လို့သတင်းကြားတယ်ပေါ့နော်အဲ့တော့ဘာဆိုရိုက်ထားတဲ့ကားတွေအများကြီးလေတန်းနေစီနေရတာဆိုတော့လေကျမဘူပိုက်တာရောက်မှမြန်တင်မလားလည်းမသိအဲ့ဒီအစီအစဉ်ကလေအမှန်တမ်းပြောလို့ရှိရင်မာရ American Next Top Model ဆိုတဲ့အော်အခွေတွေမှာရမလေးရှားနေဝယ်လာပြီးတော့အဲ့ဒီ MRTV4 ကအဲ့တော့မနီတာပေါ့ဟောမနီတာတို့ကိုစင်အောင်တို့မှာရပြတယ် ပြပြီးတော့ဒီလို program လေးလုပ်ချင်တယ်ဆိုတော့မှအရင်ပြတာပေါ့နော်အဲ့လိုကနေပြီးတော့ idea လေးရပြီးတော့ဟိုစတင်ဖြစ်တာပေါ့လေဆိုတော့အော်ဘာဖြစ်ပထမ season မှာမာကြီးပါတယ်နောက် season တွေမှာတော့မာကြီးမပါဘူးပေါ့လေဆိုတော့ဘာဖြစ်ဖြစ်အော်ဒီကနေပြီးတော့ဆွရသွားတဲ့သူတွေကအခုဆိုလို့ရှိရင်လည်းအော်ဒီ model လောကမှာနာမည်ကြီးပြီးတော့အနုပညာလုပ်တွေလုပ်နေရတယ်ဆိုတော့ဒီလို season မျိုးကလည်းထပ်ပြီး လုံးမယ်ဆိုတော့ဘာဖြစ်ဝမ်းသာစရာပါပဲဟုတ်။ဒါလုံးပေးမှာပါ။ဘာကြောင့်လဲဆိုတော့ဟိုကိုစင်အောင်တို့ဆိုတယ်မာယူတို့နဲ့မိတ်ဆွေရင်းနေဖြစ်တယ်။နောက်ပြီးတော့ဒီစီဇန်ကလည်းကိုရင်းနဲ့စခဲ့တာဆိုတော့ကန်လန်းလာတော့မာယူလုံးပေးမှာပါ။မကန်လန်းရင်တော့ကိုကပါပြရစီတော့သွားမလုပ်ဘူးလေနော်။တကယ်တမ်းကျတော့မာယူတို့ဒီဟန်ရီဆိုတဲ့ပြင်သစ်လူမျိုးကနေတော့ manage လုပ်တာပေါ့။မာယူတို့ဒီဒိုင်းလေးကိုသူက manage လုပ်တယ်။လုပ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူက reality show ဖြစ်တဲ့အတွက်အော်ဥမာ comment တစ်ခုပေါ့ကိုမကြိုက်တဲ့ comment တစ်ခု ဖြစ်တယ်ဆိုလို့ရှိရင်လည်းအာဒီလူကိုဘလို့ခေါ့နင်းနေနာနာပြောစီခြင်းလေဓမ္မကြီးတို့ကငကိုရဲလူတူဦးတယောက်ကိုအဲ့လိုပြောတတ်တဲ့လူမဟုတ်တဲ့ခါကျတော့ဓမ္မကြီးတို့အနေနဲ့ဟိုအဲ့လိုပြောဖို့အမှန်တိုင်းပြောရင် အားမရှိဘော့မပြောခြင်းဘူးပေါ့ဆိုတော့အဲ့ဒါမျိုးလေးတွေတော့နည်းနည်းတော့ကွာဟမှုတော့ရှိတယ်နိုင်ငံခြားတိုင်းပြည်ကလူတွေနဲ့ပမာပြည်ကလူတွေနဲ့ဟိုရှင်ဘတ်ချင်းက กว่าเลยမြန်မာနိုင်ငံကကြတော့ဟောစေရနာမြတ်တာမူရိတာအကုန်လုံးအခြေခံပြီးတော့ဟောဆုံးဖြတ်တဲ့လူဟောလူအတိုင်းဝိုင်းအဖွဲ့စည်းဆိုတဲ့အခါကျတော့အဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲလူတယောက်ကိုအဆက်ရစေအောင်လူတယောက်ကိုနစ်နာသွားအောင်လူတယောက်ကိုမြေကြလောက်ပြောတယ်ဆိုရင်မကြိုက်ကြဘူးပေါ့မြန်မာတွေကဟိုပေါ့ခယူနာရှိကြတာဘူးเนาะဟောပြောခိုင်းတာပေါ့ဒါပေမဲ့မိုက်တော့မပြောခဲ့ပါဘူးမပြောခဲ့ပါဘူးဆိုတော့ဟိုမကြိုက်တာတော့ထောက်ပြတယ်သို့တော့ မိုင်းတို့ဟိုပါပေါ့နည်းနည်းနန်းနာတော့မပြောခဲ့ပါဟုတ်အဲ့တုန်းကတော့မိုင်းတို့အဖက်စင်နိုင်ရသူ့စီသူ့ရဲ့ဟိုပါပေါ့ category နဲ့သူရှိတယ်လေအဒီတစ်ပတ်ကဘာ challenge ဒီတစ်ပတ်ကဘာ challenge ဆိုမျိုးမျိုးရှိတာပေါ့ဟိုအဆအဆုံးတော့မိုင်းတို့မမှတ်မိတော့ဘူးပေါ့အဲ့ဒါမျိုးရှိဟုတ်အချိန်တစ်ခုပေါ့လေအခုဆိုရင်ကာလာအပြင်၅နှစ်တောင်မကအောင်ပေါ့ဆိုတော့အချိန်ကာလာတစ်ခုရင်းနှီးလိုက်တဲ့အခါမှာအာသူတို့ရှောက်ရမယ့်လမ်းမှာသူတို့နေရာလေးတစ်ခုရတရားဆုတ်ရတဲ့အတွက် model model academy ဆုတ်ရတဲ့အတွက်အာအသိမှတ်ပြုခြင်း တစ်ခါရတယ်ပေါ့ပြီးတော့မအဲ့ရနေတဆင့်ဒီ runway အာနေပယ်မှာလည်းသူတို့ရှောက်လှမ်းဖို့အခွင့်အရေးတွေရလာတယ်ဆိုတော့အစတုန်းကဘာမှလူမသိရဲ့တာမန် model လေးဘဝပေါ့ဝါသနာရှင်ကနေပြီးတော့အဲ့လိုမျိုးဖြစ်လာတယ်ဆိုတော့ဒါသူတို့ရဲ့တိုးတက်မှုပေါ့ပြီးတော့ယနေ့ထက်တည်းသူတို့ရှိနေသေးတယ်ဆိုတာကလည်းသူတို့ရဲ့စူးစမ်းအထောက်မှုမလျော့သွားတာပေါ့နော် ဟိုရုပ်ရွာမသွားတဲ့အတွက်သူတို့ယနေ့တက်ဒီကားရန်ဖြစ်နေတာပေါ့နော်အေးမဟုတ်ဟိုတကယ်တမ်းဆိုလို့ရှိရင်တော့လေဒါဟိုပေါ့ဒီရိုက်ကူးရရဲ့လှဲ့ခွက်ပေါ့တကယ်တမ်းတော့နင်းနာစီခြင်းနဲ့စိတ်မောပေါ့ရိုက်ကူးရရဲ့လှဲ့ခွက်ကြောင့်အာဒီလိုမျိုး comment လုပ်ရတယ်ပြောရတယ်ဆိုရတယ်ပေါ့လေဒါပေမဲ့အမုန်းခံပြီးပြောရတယ်ဆိုရတယ်ဆိုတော့အမုန်းခံတဲ့သူတွေရှိပြောတဲ့ပြောလို့သူတို့ဘက်ကနေပြီးတော့ပြင်စင်တာတွေစူးစမ်းအထောက်အထားတွေ လှုပ်လာတဲ့အတွက်သူတို့အတွက်နောက်ဆုံးမှထိုက်တန်တဲ့ဆုတစုရလာတာပေါ့လေဆိုတော့ဒါကလည်းဟိုပေါ့မာကြီးတို့ဒီမြမစကားပုံတစ်ခုလို့ပေါ့အိုးကောင်းတစ်ခုရကြင်နာနာရိုက်ရတယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်အဲ့သဘောပါပဲဟုတ်အော်ဒါတော့ဟိုပေါ့ဒီ arrangement လောက်တာမာကြီးတို့မဟုတ်တဲ့ခါကြတော့မာကြီးတို့အနေနဲ့ဟိုဒီ programming တစ်ခုအပေါ်မှာ suggestion လုပ်လို့တော့မရအောင်ပေါ့ဒါပေမဲ့ဟိုအကိကိုကိုတောင်းပေးလာခဲ့ရင်တော့ကိုတောင်းယူရတဲ့အပိုင်းမှာတော့မာကြီးတို့အကောင်းဆုံးကုညီပံ့ပိုးပေးသွားမှာပါဟုတ်